ဒီငလေးမဖြစ်ခင်ပြီးခဲ့တဲ့အရှိပေါ့နော်တလလောက်ကတိုက်ခိုက်ခဲ့တဲ့ဒီလေချောင်းတိုက်ခိုက်မှုအရေးအတွက်တလခွဲနှစ်လလောက်မှာတိုက်ခိုက်ခဲ့တဲ့လေချောင်းတိုက်ခိုက်မှုအရေးအတွက်နဲ့ငလေးဖြစ်ပြီးရဲ့နောက်မှာဒီအခုတပတ်နှစ်ပတ်အတွင်းမှာလာပြီးတော့ချဲထားတဲ့ဘုံချဲထားတဲ့မန်လေးဒေသအတွင်းကဒီ ငလင်ဟိုဓာတ်ရိုက်ခံစားခဲ့ရတယ်လူမြောက်နေမယ်လို့ဆိုနိုင်တယ်စင်ကူးမရရာပိတ်ချင်းဒီ၃ခုတည်ဖြစ်တယ်ငလင်ကိုလည်းဓာတ်ရိုက်ခံစားခဲ့ရတဲ့နေရာဖြစ်တယ်အဲမြေကြီးတွေအပ်ကွဲကုန်နေတည်ရဲသူတွေရှိတယ်ပျောက်ဆုံးကုန်ကုန်နေသူတွေလည်းရှိတယ်တည်ရဲသူဆိုလည်းအယောက်90ဝန်းကျင်လောက်ရှိတယ်ဒီမြို့နယ်၃မြို့နယ်မှာပေါင်းရင်ဆိုတော့ဒီ၃မြို့နယ်မှာဒီလိုငလင်ကိုဓာတ်ရိုက်ခံစားခဲ့ရတဲ့နေရာကိုတောင်မှဆက်ကဆက်ကတောက်လျှောက်တောက်လျှောက်နေတိုင်းပြီးခဲ့တဲ့နေ့ရက်၃ရက်ထိဘုံကျဲနေတာကနေတိုင်းဖြစ်တယ် ခုလက်ရှိပေါ့နော်ဒီငလင်ပြေစရေးနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ရဲ့လှုပ်ဆောင်မှုတွေကဘယ်လိုမျိုးရှိနေလဲပြီးတော့လက်ရှိမြေပြင်မှာပေါ့နော်လူသူအခြေအနေကောဘယ်လိုအခြေအနေမျိုးတွေရှိနေပါသလဲရှင့်ဟုတ်ကဲ့ဟုတ်ကျမတို့ဒီ MRCU အနေနဲ့ဆိုရင်တော့ဒီငလင်းဖြစ်ပြီးပြီးချင်းအဲနှစ်ရက်ကြာတော့မှကျမတို့တရဝင်စတင် အဖွဲ့စည်းခဲ့ကြတယ်ပေါ့နော်အဓိကရွယ်ချက်ကတော့ကျမတို့ဟိုဒီနိုင်ငံကအကူအညီတွေအပါဝင်ကျမတို့ပြပရောက်နေတဲ့မြန်မာအင်အားစုတွေအေးဒီငလင်းအရေးကိစ္စကိုအကူအညီဆောင်ရွက်ပေးထင်ရှားတဲ့ပေါ့နော်အော်ဒီကျမတို့လူတွေအေးဒီပုဂ္ဂိုလ်များစီကနေကျမတို့အလူငွေတွေတက်ခံရရှိပြီးပြီဆိုရင်မြေပြင်ကိုဓာတ်ရိုက်ပေါ့နော် အော်လိုအပ်တဲ့နေရာကိုပံ့ပိုးကူညီစီစဉ်နိုင်မှုအတွက်ကိုကျမတို့တောင်းလျှောက်အော်ဒီဆောင်ရွက်နေတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျမတို့အနေနဲ့ဆိုရင်တော့လက်ရှိမှာဒီငလင်ဘေးကိုအဓိကခံစားရတဲ့ဒီမန္တလေး၊သခိုင်းအာရှမ်းပေါ့နော်ရှမ်းနဲ့ဒီမန္တလေးအနီးနားတစ်ဝိုက်က အာဒီရွာတွေပေါ့နော်။မာပြမနာဘတ်ချန်တွေအထိပေါ့နော်။ကျွန်တော်တို့ကိုညီချိတ်ဆက်ပြီးတော့ကြတော့ကျွန်တော်တို့လိုအပ်တဲ့အာဒီအစားအသောက်ရေအပါဝင်ပေါ့နော်။အစားလိုအပ်တဲ့ပစ္စည်းတွေတော့ကျွန်တော်တို့ပုံမှန်အာနေစင်ပေါ့နော်။အော်ဒီစတင်ဖွဲ့စည်းခဲ့တဲ့အချိန်ကနေစပြီးအခုတထီတော့တော့ရှောက်ပံ့ပိုးချိတ်ဆက်ကိုညီဆောင်ရနေပါတယ်။ဆိုတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီ ကိုကြီးငနေတုတ်ပြန်ရေးကိုပြောတဲ့အခါမှာကျမတို့ပြင်တာကတော့အပိုင်း၃ပိုင်းရှိပါတယ်ပေါ့နော်ပထမဦးဆုံးကတော့ကျမတို့ကစဖြစ်ဖြစ်ချင်မှာကဲဇယ်ရေးပိုင်းဖြစ်ပါလိမ့်မယ်ကဲဇယ်ရေးနဲ့ပတ်သက်ရင်တော့ဒီအာမီဒီယာမှာပေါ့နော်အားလုံးသိရှိထားတဲ့အတိုင်းပဲကျမတို့စကောင်စီရဲ့ဟန်တားမှုတွေနောက်ဆက်မှုတွေအေးဖိနှိပ်မှုတွေကြောင့်မလို့ကျမတို့လူတွေကိုဒီခွန်တန်း၁၂နာရီအတွင်းမှာပြန်လည်ပြီးတော့ဒီအသက်ရှင်နိုင်မှုအလားလားများတဲ့အချိန်မှာပေါ့နော်ကျမတို့ကဲဇယ်ရေးတွေကိုဟောဒါအရက်ဖတ်အဖွဲ့အစည်းတွေပရာဟိတအဖွဲ့အစည်းတွေအထူးထည့်ရအောင် ဆောင်ရွက်ခွင့်မရပါဘူးပေါ့နော်မရရတော့ဆောင်ကျွန်တော်တို့အနေနဲ့ဒီအကန့်တက်တွေအများကြီးကြားကနေပြီးတော့ကျွန်တော်ဆောင်ရွက်နေရတယ်ရှိတော့ကျွန်တော်တို့အဲ့အပိုင်းကိုကျွန်တော်တို့မီယာစီဘက်ကအာထိတိယောက်ပတ်မှုပေးနိုင်တာတော့အော်မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့အနေနဲ့တက်တိုင်းမြန်မာကိုကြီးချိတ်ဆက်ပြီးတော့ကြတော့ အော်ဒီလိုအပ်တဲ့ပေါ့နော်ဟော basic ရာပံ့ပိုးမှုအပိုင်းတွေတခြားသောလိုအပ်တဲ့ငွေကြေးအပိုင်းဆိုင်ရာထောက်ပံ့မှုအပိုင်းတွေတော့ကျွန်တော်ဆောင်ရွက်တာမျိုးတော့ရှိပါတယ်ဘယ်လိုနောက်တစ်ပိုင်းဖြစ်တယ်ဆိုတော့ကအာငလင်ဖြစ်ဖြစ်ချင်းမှာတုံ့ပြန်လာရေးပေါ့နော်တုံ့ပြန်လာရေးလို့ပြောတဲ့ခါမှာကျွန်တော်ငလင်ဖြစ်ဖြစ်ချင်းပထမတစ်ရက်နှစ်ရက်အတွင်းမှာကအစားတောင့်နေရေရအဓိကအခက်အခဲပြဿနာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့အစားတောင့်နေရေပေါ့နော်အပြင်ဆေးဝါးလိုအရင်ဆေးဝါးရေဒီသုံးမျိုးကိုကျွန်တော်တို့ပို့ဟိုရောက်ရှိအောင်ပေါ့နော်ကျွန်တော်တို့တောင်းလျှောက်တောက်သုံးရေရောသုံးရေရော အော်ဒီကျွန်တော်တို့ဒီအစားအသောက်လို့ပြောတဲ့အခါမှာလည်းဒီထမင်းဘူးဝေချမ်းတာမဆပါဘောနော်ကျွန်တော်တို့ဒီအဲမြို့ပေါ်တွေမှာပေါ့နော်ကျွန်တော်တို့တက်နိုင်တယ်များလိုက်ပြီးတော့ကြာတော့ဟိုမြေပြင်ကအာအမတကယ်လုံနေကြတဲ့အဖွဲအစည်းတွေနေကျွန်တော်တို့ချိတ်ဆက်ပြီးတော့ကြာတော့ဒီကိုကြီးပအောင်ကဲမှုတွေလောက်ပါတယ်ပေါ့နော်လောက်ပါတယ်နောက်တစ်ပိုင်းကတော့ကျွန်တော်တို့ ဟုတ်အတင်းနဲ့ပြန်နေထူထောင်ရေးပိုင်းဖြစ်ပါလိမ့်မယ်ပြန်နေထူထောင်ရေးပိုင်းကဒီလက်ရှိဒီလိုအချိန်နောက်ကနေစပြီးတော့ကျမတို့ကဆောင်ရရမယ့်အရာမျိုးတွေရှိပါဘူးမှာအဖြစ်လမ်းနေရှင်းနေတဲ့အိစရတွေအပအဝင်ကျမတို့ဒီတချို့သော ပါဒရီအတွက်ဒီနေထိုင်ရေးအဆင်ပြေလို့ cash assistant ပေါ့နော်။အငွေသားပိုင်းဆိုင်ရာကူညီဆောင်ရွက်ပေးမှုနဲ့အခြားအဒီလိုအပ်နေတဲ့ဟာဆိုတော့ကျွန်တော်တို့လုံနိုင်တဲ့အတိုင်းတာပတ်ဝန်းကျင်တွေကကျွန်တော်တို့ရဲ့ငွေအားလူအားစိုက်ထုတ်နိုင်တဲ့ဝန်းကျင်တွေကနေတော့ကျွန်တော်တို့တတ်နိုင်သမျှအပြန်လေထူထောင်ရေးအတွက်လို့ပြောလို့ရအောင်ရနိုင်တယ်ကျွန်တော်တို့ရေးတန်းဆက်ဒီဒါမှမဟုတ်ဒီအခြားသောအော်ဒီအင်တာတို့စသည်ဖြင့်ပေါ့နော်ဒီအာဒီလူလူရဲ့ community မှာနေလို့ထိုင်လို့အခု ကာလမှာအဆင်ပြေအောင်လိုအပ်တဲ့အပိုင်းတွေကိုတော့ကျမတို့ဟိုပတ်မှုပြင်ညီမှုတွေတော့စတင်စားရနေပြီဒါပေမဲ့ရေရှည်အတွက်ကိုတော့ကျမတို့ဘက်ကလည်းအဲတတ်နိုင်တယ်မြတ်အာဒီဆောင်ရွက်နိုင်လို့တော့စူးစမ်းနေပါတယ်ပေါ့နော်ဆိုတော့ လက်ရှိလူလူရဲ့အခြေအနေကဘယ်လိုရှိလဲဆိုတဲ့အပိုင်းကိုသုံးသပ်ရမယ်ဆိုရင်လက်ရှိမှာကြတော့ကျမတို့ကအာလူလူကစပြီးဖြစ်ခင်နေတာစစ်ကောင်စီအာလုံးတည့်ရဲ့အတိုင်းပဲဒီစစ်တပ်ကဘာမှလူလူအပေါ်မှာဟိုညသားစိတ်တမားစိတ်လူသားဆန္ဒမှုဆိုတဲ့စိတ်စိတ်ဆန္ဒကိုမရှိရဘူးအထင်သားမြင်ရပါတယ်ဒါကြောင့်မလို့တကယ်တကယ်လည်းအဲမြေပြင်လူတို့စီမှာရောက်ရှိနေတဲ့အကူအညီမှုကယ်ဆယ်မှုပံ့ပိုးမှုငွေသားစည်းစိမ်မှုထောက်ပံ့မှုအရာအားလုံးကကျမတို့လူတို့ကနေလူတို့စီကိုသွားထားတဲ့ငွေကြေးတွေပဲများပါတယ်ဆိုတော့ကျမတို့ယုံကြည်အဲမြေ င်ရတယ်ပေါ့နော်ဒီအဟိုမှာဒီတေစာပေါ့60 95ရာခိုင်နှုန်းဒီကျမတို့လူလူကပဲအဲအာအင်ဆိုင်ထုတ်ပြီးတော့ကြတော့ရှာခွေပြီးတော့ဒီအလူလူစီကိုပဲပြန်စီစဉ်ထားတဲ့ငွေတွေဖြစ်တယ်ဆိုတော့လူလူကကိုယ့်ဘာသာကိုပဲအချင်းချင်းပံ့ပိုးပြီးတစ်ဖက်နဲ့တစ်ဖက်နဲ့ဆက်မှာ ီတဘာဝဘေးကြီးကိုကြမ်းကြမ်းခံနိုင်မှုအတွက်ကြိုးစားနေတဲ့အနေအထားဖြစ်တယ်။အဲဆိုတော့ဒီဒီကာလမှာအသက်ဆုံးရှုံးသွားတဲ့ဟာတွေလည်းအများကြီးရှိတယ်။ပြန်လည်ထူထောင်ရေးပိုင်းလို့ပြောမယ်ဆိုရင်လည်းအဲ့ဒီအပိုင်းမှာလည်းကျမတို့ကကိုယ့်ဘာသာကိုယ်ပဲပြန်ပြီးတော့ဟိုဆောင်ရွက်နိုင်မှုပေါ့နော်။အာလမ်းထဲမှာအာရက်ွက်ထဲမှာလမ်းရှင်းတာမဆတစားအင်ကျူရာအဆုံးပေါ့နော်။ဒီပြန်လည်ဒီဆောင်ရွက်စသဖြင့်ဒါတွေအားလုံးကလည်းအဲကိုယ့်ဘာသာကိုယ်ပဲလုပ်ရမယ်။ကိုယ့်ဘာသာကိုယ်ပဲရုန်းကန်ပြီးပြန်ထားမယ်ဆိုတဲ့အနေအထားမျိုးတော့လူလူမှာအဲ့လောက်ထိကိုပဲဟို ဟိုအခက်ခဲအကျက်တဲတွေစားမှာဒီတဘောဘေးကိုပေါ့နော်ဟိုဟိုဘယ်လိုပြောလဲအအစိုးရမကောင်းတဲ့အတွက်ကြောင့်မလို့ကိုကိုဘသားကိုအားလုံးကိုရုန်းကန်နေရတဲ့အခြေအနေမျိုးကိုလူလူကလက်ရှိမှာအာဒီစစ်ဘေးငလျင်ပေးအရာအားလုံးကိုအကျက်အတဲကြီးတွေကိုရောက်သွားတယ်လို့မျိုးခံစားနေရတဲ့အခြေအနေလို့တော့ခဏဦးဆွေးနွေးကြပါရစေ။ဟုတ်ပါရှင်အခုလိုမျိုးဆွေးနွေးပြီးတယ်မမင်းကြီးကျေးဇူးတင်ပါတယ်ရှင်။ ကျမကျမမေးချင်ပါတယ်ပေါ့နော်အခုဆိုရင်စစ်တပ်ကဒီငလင်ဘေးကိုအကြောင်းပြရဲပြီးတော့ဒီဒုက္ခရောက်ပြည်သူတွေရဲ့အသက်ကိုဖမ်းပြပြီးတော့ဒီနိုင်ငံတကာကနေအခုညီတွေတောက်ခံနေရဲပေါ့နော်ဒီနိုင်ငံကြီးအရှာတရားဝင်မှုရအောင်ကြိုးစားလာတာမျိုးတွေလည်းတွေ့ရတယ်ပေါ့တပ်ဖက်မှာလည်းငလင်ကိုဒီအခွင့်အောင်းယူပြီးတော့မှကျမတို့ဒီလေချောင်းကုန်းချောင်းဒီစစ်စင်ကြီးတွေလုပ်နေရဲပေါ့နော်ဒါတွေကိုရောဘလို့မျိုးတောက်ပြန်တင်နေလို့ထင်ပါတယ်ရှင်ဟုတ်ကဲဟုတ်စစ်တပ်ကဒါစစ်ကောင်စီက ာဒီအဆဆအရာရာမှာနိုင်ငံတကာမှာမြန်သပန်းမှလှုံနေတဲ့ကာလမှာတိုက်တိုက်ဆိုင်ဆိုင်ဒီငလျင်ဘေးဖြစ်တော့သူ့ရဲ့ အဲဒီ reputation သူ့ရဲ့မှာသူ့နိုင်ငံတကာတရားဝင်ပြန်ဆက်ဆံလာအောင်လို့သူကတော့သူ့နီလန်သူ့ဟန်ပန်နဲ့သူစူးစမ်းနေတဲ့အခြေအနေတစ်ခုဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာနိုင်ငံတကာအပါအဝင်ဒီလူသားစာနာကုညီပေးအဖွဲ့အစည်းကိုမေးခွန်းထုတ်ဖို့လိုတာကကျွန်တော်တို့ကစစ်ကောင်စီကိုကုညီမာလားဒုက္ခရောက်နေတဲ့ပြည်သူလူထုကိုကုညီမာလားဆိုတဲ့ဟာကိုတော့ကိုယ်ကိုယ်ပြပြသိဖို့လိုပါတယ်ပေါ့နော် ဒီမြေကင်းမှာရှိနေတဲ့လူတို့ကကျမအရှင်းပါလည်းပြောခဲ့ပါတယ်။ရောက်ရှိနေတဲ့ရရှိနေတဲ့ကုညီကယ်ဆယ်ရေးတွေဆိုတာကကျမတို့လူတို့ကနေလူတို့ကိုနိုင်သမျှအားနဲ့တွားထားခဲ့တဲ့ကုညီကယ်ဆယ်ရေးပံ့ပိုးရေးထောက်ပံ့ရေးတွေကများပါတယ်။ကျမတို့ဒီစက်ကောင်စီကနေပြီးတော့တရားကုညီပေးတာစက်ကောင်စီကသာအာဒီငလျင်ဘေးကိုတကယ်ကိုပဲဒါသဘာဝဘေးလို့မြင်တယ်လူသားစာနာအာကုညီရမယ့်အခြေအနေတစ်ခုလို့မြင်နေဆိုရင်သူဒီစဖြစ်ခနေရနေခုကလာဒီ ကြာသည်ထိပေါ့နော်။ဟိုဒီ certificate နဲ့ဆိုကြည့်ဒီနံပါတ်ကျော်ဒီကာလအတွင်းမှာဘာလို့ခက်လဲဆိုတာကိုကြည့်ုံနဲ့တင်ကိုပဲသူကလူမှုကိုရှေ့ရှုပါလား။သူ့ရဲ့အကျိုးစီးပွားကိုရှေ့ရှုပါလားဆိုတာကလည်းပေါ်လနိုင်ပါလေ။ဥမာအပြင်ရှင်းအောင်ပြောမယ်ဆိုကျွန်တော်တို့ကငလျင်ဘေးပဲပြောပြောဒီကျွန်တော်အဲကျွန်တော်တို့ဒီဘောဘေးအန္တရာယ်ဆိုတာဖြစ်ပြီးတဲ့82နှစ်အတွင်းမှာ ဒါအငေးပေါ်တုံ့ပြန်ရတဲ့ကာလဖြစ်ပါတယ်ဒီ82နှစ်အတွင်းမှာကျမတို့ရဲ့အငေးပေါ်ကုညီကယ်ဆယ်ရေးဆိုတာလူတွေရဲ့အသက်ကိုကယ်ထုတ်ဖို့ဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီနောက်ပိုင်းမှာကျမတို့မိခင်ရလူတွေကိုပဲတွားပြီးအင်တာဗျူးပြူလိုင်းပေါ်မှာပဲကြည်ကြည်ဘယ်နေရာမှာပဲကြည်ကြည်အားလုံးကမပြောရဲလို့မပြောတာသာဖြစ်ပါလိမ့်မယ်မချစ်တင်ခဲ့စိတ်နဲ့ပေါ့မှာမန္တလေးလိုမျိုးဆိုကျမတို့ဟိုတွေးမိရတောင်ရှိပါတယ်အရင်တော့ကဒီကျွန်တော်တို့ရဲ့ဒေါက်ဆော်တို့ဒေါက်တာရဲလွန်လို့သာရှိခဲ့မယ်ဆိုရင်မန္တလေးရဲ့အခြေအနေကဒီလိုမျိုးကြီးလူတွေထောင်ချီတောင်းချီပြီးတော့ ော်ဒီလိုဒုက္ခတွေရောက်ပြီးတော့ဟောဒီတည့်ရက်ထဲမှာအများကြီးတည်သွားတယ်ဆိုတော့ဒီဆိုးွားလာတယ်ပေါ့နော်ဒီလို disaster ဖြစ်မှာမဟုတ်ဘူးပေါ့ကဲဇေယီတွေကအချိန်နဲ့တပြင်းညီရောက်ခဲ့လိမ့်မယ်လို့ကျွန်တော်တို့ဟိုစိတ်ထဲမှာလူတိုင်းရဲ့ယဉ်ထဲမှာဒီဟာပြောနေပါလိမ့်မယ်ပေါ့နော်ဒါက အာဆိုတော့ဆိုလိုတာကကျမတို့ကဒီစက်ကောင်စီကတော့သူလုံးဆရာရှိတဲ့ဟာကို तू ကလုံးမှာပဲ तू ကအစောကနေကအာသူ့ရဲ့အကျိုးစီးပွားတစ်ခုတည်းကိုပဲရှေ့ရှုပါပဲအဲ့တော့နိုင်ငံတကာနဲ့ဒီအကူအညီထောက်ပံ့ရင်လုပ်ကြပါတယ်ဆိုတော့လူသားဆန္ဒအဖွဲ့အစည်းတွေကရောဘာကိုအကျိုးစီးပွားရှေ့ရှုပါလဲဆိုတာကိုဟိုပဲတွေးနေချင်ပါတယ်လို့ဆိုတော့ဒါကြောင့်မလို့ကျမတို့ကအာဒီနိုင်ငံကြီးအရာတရားဝင်မှုပေးလိုက်လို့ရော ဘာကျိုးရှိမှလည်းဒီစက်ကောင်စီကိုကျွန်တော်ဆွလို့လားကျွန်တော်တို့ကလူတွေကိုကူညီပေးဖို့စူးစမ်းမယ်ဆိုရင်ဒီလူတို့စီကိုဘယ်လိုနီးလန်းနဲ့ဒီကယ်ဆယ်ရေးတွေကူညီရေးတွေထောက်ပံ့ရေးတွေဒီတကယ်ရရှိသွားဘယ်လိုလုပ်မှလဲပေါ့နော်လူတို့ရဲ့အနည်းဆက်ဆုံးအဖွဲ့အစည်းတွေကဘယ်လိုဖြစ်မှလဲသူတို့အဲ့အဖွဲ့တွေကိုရအောင်ချိတ်ပြီးတော့ကြတော့ပတ်စံကူညီမယ်ထောက်ပံ့မယ်နီးလန်းနေရှာဖွေပေးမယ်အ ਨੇ ဆုံးဒီမြေပြင်မှာသွားလာလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေရဲ့လုံခြုံရေးပိုင်းဆိုင်ရာကိုထည့်သွင်းစဉ်းစားပြီးတော့ကြတော့ ဖွဲ့စည်းရေးနဲ့ချိတ်ဆက်ပြီးတော့မြေပြင်မှာတကယ်လောက်ကြမယ်ဆိုရင်လူထုရဲ့အိမ်မှာပြန်လည်ထူထောင်ရေးကိစ္စတွေကပို့ပြီးတော့တောင်မှအကျိုးရှိနိုင်ပါတယ်ပေါ့နော်စက်ကောင်စီနဲ့လုံနေပြီလို့ကတော့အကျိုးရှိမှာမဟုတ်ဘူးခုတည်းကလည်းစက်ကောင်စီရဲ့ဆောင်ရွက်မှုတွေလှုပ်ဆောင်မှုတွေကိုဟိုမြင်ရမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့တော့မတွေ့နေဘူးပေါ့နော်ဆိုတော့အဲ့လိုပဲတစ်ခါမှလည်းကျမတို့ကဒီငလင်းကိုအခွင့်အရေးယူပြီးတော့ကြတော့ပေါ့နော်ဒီစစ်စစ်ကြောင်းထိုးနေရတယ်တော့လျှောက်လေးရင်ပုံကျဲနေရတယ်ကတော့ကျမတို့မကြချင်ပါအောင်ဖြစ်ပါလိမ့်မယ်ဥမာအဖြစ်အဲဒီ တိတာထင်ရှားအောင်ပေါ့နော်မန်လေးရဲ့အခြေအနေလိုမျိုးတွေနဲ့ပဲကျွန်မ highlight ပြကြည့်ပါမယ်ပေါ့နော်မန်လေးရဲ့အခြေအနေမျိုးကိုကြည့်ကြည့်မယ်ဆိုကျွန်မတို့ကဒီငလေးမဖြစ်ခင်ပြီးခဲ့တဲ့အရှိပေါ့နော်တလလောက်ကအတိုက်ခိုက်ခဲ့တဲ့ဒီလေချောင်းတိုက်ခိုက်မှုအရေးအတွက်တလခွဲနှစ်လလောက်မှာတိုက်ခိုက်ခဲ့တဲ့လေချောင်းတိုက်ခိုက်မှုအရေးအတွက်နဲ့ငလင်းဖြစ်ပြီးရဲ့နောက်မှာဒီအခုတပတ်နှစ်ပတ်အတွင်းမှာလာပြီးတော့ချဲထားတဲ့အဲဘုံချဲထားတဲ့မန်လေးဒေသအတွင်းကဒီ အာငလင်းဟိုဓာတ်ရိုက်ခံစားခဲ့ရတယ်လူမြောက်နေမီလို့ဆိုနိုင်တယ်စင်ကူးမလီယာတပိတ်ချင်းဒီ၃ခုတည်ဒီလူမြောက်နေမီလို့ကျမတို့အလွယ်တူခေါ်လို့ရတဲ့နေရာဖြစ်တယ်ငလင်းကိုလည်းဓာတ်ရိုက်ခံစားခဲ့ရတဲ့နေရာဖြစ်တယ်အ အမြင်မြင်ကြီးတွေအကွဲကုန်နေတည်ရဲသူတွေရှိတယ်ပျောက်ဆုံးကုန်ကုန်တဲ့သူတွေလည်းရှိတယ်တည်ရဲသူဆိုလည်းအယောက်90ဝန်းကျင်လောက်ရှိတယ်ဒီမြို့နယ်၃မြို့နယ်မှာပေါင်းရင်ဆိုတော့ဒီ၃မြို့နယ်မှာဒီလိုငလျင်ကိုဓာတ်ရိုက်ခန်းစားခဲ့ရတဲ့နေရာကိုတောင်မှစကစကတောက်လျှောက်တောက်လျှောက်နေတိုင်းပြီးခဲ့တဲ့2ရက်3ရက်ထိဘုံကျဲနေတာကနေတိုင်းဖြစ်တယ်ဆိုတော့ဒါကိုကြည့်ချင်မယ်ဆိုရင်ဆာကဆာကတေဇာဘောက်လူသားဆန္ဒလူသားဆန္ဒလို့လည်းမမြင်ဘူးပြီးပြီဆိုရင်လူတို့ကိုလည်းမျက်နှာမမှုဘူးဒါကြောင့်မို့လို့ဟိုဒီလေဆောင် လေချောင်းနဲ့ထောက်လျှောက်ထောက်လျှောက်စင်ကြီးပြည့်မြတ်တယ်သူ့ရဲ့စစ်တပ်အနိုင်အနိုင်ရရှိရတဲ့အတွက်ကိုသူစ조사ပြီးတော့ကြတော့ဆောင်ရွက်နေရဖြစ်တယ်ဒီအဲဒီလိုမျိုးပေါ်တော့လူသားဆန္ဒအကူအညီပွားဖို့လိုအပ်နေတဲ့တကယ်နေရာတွေကိုလည်းပွားခွင့်မပေးဘဲနဲ့လေချောင်းမဲတိုက်ခိုက်နေရဆိုကနေကသူ့ကိုဘာကြောင့်များကျွန်တော်တို့ကအကူတကြီးနေပေါ့နော်။အော်ဒီနိုင်ငံကအကူအညီတွေငွေကြေးတွေကိုစီစဉ်ခိုင်းပြီးတော့လူတို့ကိုသွားခဲ့ပါလို့ပြောမှလည်းပေါ့။ဒါကိုကိုယ့်ဘာသာကိုမေးခွန်းထုတ်ရမယ်အခြေအနေလို့မြင်ပါတယ်လို့ဆိုတော့ဒီတော့ ဆိုတော့အတိတ်ချုပ်ချင်တာကတော့ကျမတို့ကအာဒီပြည်သူလူထုရဲ့မှတကယ်ဒီငလင်ဆိုလဲငလင်တုတ်ပြန်ရေးကိုထိထိရအောင်လုပ်နိုင်မှုကလူထုကိုကာကွယ်ချင်တာလူထုကိုထိခိုက်နေတာတဲ့တဦးတယောက်ချင်းစီရဲ့အခက်ခဲတွေကိုကြီးဖြည့်ရှင်းပေးဖို့သာစိတ်ဆန္ဒမှန်နေဆိုရင်နိုင်ငံတကာအတိုင်းဝိုင်းကနိုင်ငံတကာမှာရှိကြတဲ့သူတို့အားလုံးကရောတွေးရမှာကလူထုစီကိုဘယ်လိုနီးလန်းနေကတကယ်ထိထိရအောင်ရောက်မလဲဆိုတဲ့ဟာကို တွေးရမယ်ဖြစ်နိုင်ရင်ကိုကိုတိုင်းသွားပြီးလုံနိုင်ရင်လုံမလုံနိုင်ဘူးဆိုရင်ဆက်ကစားစီငွေဖြတ်ငွေစည်းစင်းမဲ့အစားတကယ်ထီရောက်မဲ့အဲမြေပြင်မှာရှိနေတဲ့အဖွဲ့အစည်းတွေနဲ့မြားမကချိတ်ဆက်ပြီးကုညီကယ်ဆယ်ရေးတွေကိုဟိုထောက်ပံ့ရေးတွေပြန်လဲထီထောင်ရေးတွေကိုလုပ်ပါကလည်းအဲထီရောက်တဲ့အခြေအနေဖြစ်ပါမယ်ဆက်ကစားကိုတရားဝင်မှုပေးနေတာပို့ဆိုးတဲ့အဲသဘောဝါးပေးတွေပို့ဆိုးတဲ့စစ်ပေးတွေပို့ဆိုးတဲ့ဒုက္ခတွေကိုပဲအဲဟိုလူလူစီကိုရောက်သွားအောင် လုပ်နေရဟိုဖြစ်ပါတယ်လို့ပဲဆွေးနွေးချင်ပါရှင့် ဟုတ်ကဲ့ပါအခုလိုမျိုးဆွေးနွေးပေးတဲ့မမီနေကျေးဇူးတင်ပါရှင် ဒီအခုပုံမှန်ဖြေရပေါ့နော်နှစ်တိုင်းနဲ့ရေကကြီးရပြီးတော့ငလင်ကျော်ပေါ့မှာလေကျမတို့တက်တက်ညင်နေရတဲ့အခြေအနေမျိုးဖြစ်နေတာပေါ့နော်ဆိုတော့ကျမတို့အဲလူခွေစီကဒီတဘာဝဘေးအန္တရာယ်တွေနဲ့အမြင်လို့လေဟိုရှင်သွေးနေထိုင်ရမယ့်သဘောမှာရှိတယ်ပေါ့နော်ဒီတဘာဝဘေးအန္တရာယ်တွေဆိုတာလေပေါ့နော်ကျမတို့ဒီအဆုံးသတ်သွားဖို့တော့ကျမတို့မျှော်လင့်လို့မရဘူးပြီးတော့ဒီစားထဲမှာလေဒီအဲစစ်တမ်းတာလည်းရှိနေရောပေါ့နော်ဒီအနာဂတ်တဘာဝဘေးတွေအတွက်ပြည်သူတွေအနေနဲ့ဘယ်လိုမျိုးပြင်ဆင်ထားဖို့လိုမလဲဘာတွေရောပြင်ဆင်ထားတဲ့နေလို့ထင်ပါတယ်ရှင်ပါ ဟုတ်ကဲ့ဟုတ်ဗောင်ကျမတို့ကတဘာဝဘေးအန်နေရဆိုတာကဟိုအတိအကျယူတစ်ချက်မှန်းဆလို့ရတဲ့အရာမဟုတ်ဘူးဗောနခံမှန်းလို့ရတဲ့အရာပဲဖြစ်တယ်။ဥပမာပြငလျင်ပေးပဲဖြစ်ဖြစ်ရေးပေးပဲဖြစ်ဖြစ်အာဒီတခြားသောဟောဒီဘေးအန်နေရဗောမီးဘေးစသဖြင့်ဘေးဘေးမဆိုဆိုကျမတို့ကတက်အပ်ကြီးတစ်ချက်လို့တော့မရဘူးဗောနအဲ့သဘောတရားတော့ရှိတယ်။ဒါပေမဲ့တေချာတာတစ်ခုကဘာဘဝဘေးအန်နေရဘလို့ပဲ အကျုံလာပစီစီတောက်ကျင်ရမယ်နီးနာရင်းစနစ်တည်းဆိုတာရှိပါတယ်ဆိုတော့ပုံမှန်လိုမျိုးကျမတို့က ညာဒီအခြေပုံမှန်ပေါ့နော်ကျွန်တော်တို့ဒီအရသာအစိုးရရဲ့မှာဒီကောင်းမွန်တဲ့အစိုးရတည်ရဲ့အောက်မှာစီမံခန့်ခွဲနေတဲ့ဒီနိုင်ငံတစ်ခုသာဖြစ်မယ်ဆိုရင်တော့ကျွန်တော်တို့ကသဘောဝဘေးအန္တရာယ်အတွက်လိုအပ်တဲ့ကျူတင်ပြင်ဆင်ရေးဇက်တိုက်လေ့ကျင့်ရေးတွေအပါအဝင်နောက်လိုအပ်တဲ့အာဒီပစ္စည်းပိုင်းဆိုင်ရာထားသူမှုတွေတခြားနည်းစနစ်ပိုင်းတွေတုံ့ပြန်မဲ့ပုံစံတွေမိနာတွေဘူဝါဒတွေအသိပညာပေးလုပ်ငန်းတွေဆိုဒါတွေကအာဒီရှေ့ ရှိနေမှာပေါ့နော်လုံနိုင်နေမှာထိထိရောက်ရောက်စနစ်တကျအကျိုးရှိနေလုံနိုင်နေမှာဒီနေ့ဒီလိုအချိန်ဒီလိုကာလမှာတော့ကျမတို့ရှေ့ရဒီဆရာဆရာမတွေထောက်ပြခဲ့သူတွေကျမတို့က ကပ်ဘေးတွေမဟုတ်ဘူးပေါ့နော်ဒီကျွားတို့ရဲ့မှာဒီတော်လန်ကြီးကာလာတစ်ခုတည်းရလဲဖြစ်နေတဲ့အတွက်ကြောင့်မလို့ဟိုကျွားတို့မှာအာကျွားတို့အားကိုးရမယ်ဆိုတဲ့အစိုးရကောင်းရှိနေဘူးဒီစစ်အုပ်ချုပ်ရေးအောက်မှာနေနေရတဲ့အခါကျကိုကိုတိုင်းမဲ့ကိုအတီစိမ့်နဲ့ကိုဘာသာကိုပဲယက်တီနေရတယ်လို့အနေထားမျိုးတော့ဖြစ်ပါတယ်ပေါ့ဆိုတော့ဒါကြောင့်မလို့ကျွားတို့လုံနိုင်တဲ့အတိုင်းတာတွေကပြောမယ်ဆိုရင်ကျွားတို့အနေနဲ့အာဒီသတင်းအချက်အလက်တွေကို အော်အမြဲမပြတ်နားဆွင့်နေဖို့လိုပါတယ်ကျမတို့ကပုံမှန်လဲမြန်မာပြည်မှာကအမြဲတမ်းကြုံလေးကြုံတာရှိတာရေဘေးတွေစသဖြင့်အဲဒီဘေးကုန်းခတွေကလည်းကျမတို့ကြုံလေးကြုံတာရှိရဲဒါတွေကိုကောင်းကောင်းစီမံခံကွက်ပြီးမဲ့အဲအစိုးရတရက်ကလည်းမရှိနေတဲ့အခါကျတော့ကျမတို့အနေနဲ့ကတော့ဒေသဘောက်ကိုယ့်ဘာသာကိုယ်ပဲလုံနိုင်တဲ့အတိုင်းတာပြန်နေလို့ဟိုကာကွယ်ကာကွယ်တာမျိုးပဲလုပ်လို့ရလိမ့်မယ်ပေါ့နော်ဆိုတော့အဓိကအရေးကြီးတာကျမတို့ information သတင်းအချက်အလက်စီစဉ်မှုသတင်းအချက်အလက်ပန်ကန်နဲ့မိုးလေဝသသတင်းတွေအခြေအနေတွေပန်ကန်နဲ့သဘောပေးအနေနဲ့ ရာချုပ်တဲ့အသတိပေးချက်တွေကိုကျွန်တော်တို့အနေနဲ့ လလန်းမီရရှိဖို့လိုပါတယ်အဲ့လိုလလန်းမီရရှိဖို့လို့ပြောတဲ့အခါမှာလည်းလက်ရှိမှာအင်တာနက်ထပ်တောက်ခံထားတဲ့နေရာကြီးလည်းရှိရဲအာဒီသတင်းအချက်အလက်ကလွတ်လွတ်လပ်စီးစလို့မရတဲ့အနေအထားကြီးလည်းရှိတော့ကျွန်တော်တို့လူထုကတော့အများကြီးကို limited ဖြစ်ပါတယ်ဒီအတွက်ကြောင့်လည်းနိုင်ငံတကာအာနိုင်ငံတကာအခင်းကျင်းပါရှိနေတဲ့သူတွေကဒီလက်ရှိလက်ရှိအခြေအနေကိုပိုကောင်းမှုဆိုရင်တော့မတည်ကြတဲ့အင်တာနက်ဖြတ်တောက်ထားပြီးပြန်ပေးဖို့ဆိုတဲ့အပိုင်းတွေကိုလည်းများများပြားပေးပေးဖို့လိုမယ်။ဒါမှမဟုတ်ကျွန်တော်တို့လူထုကလည်းသတင်းအချက်အလက်စီးစုံကိုကောင်းကောင်းရရှိပြီးတော့ကျွန်တော်တို့လိုအပ်တဲ့အာ information တွေကိုရရှိနိုင်လိမ့်မယ်ပေါ့နော်တစ်ဖက်မှာလည်းကျွန်တော်တို့ကသဘောဘေးအန္တရာယ်ကိုကြုံလာရပြီဆိုရင်ကျွန်တော်တို့အနေနဲ့အဖြေရှင်းနိုင်တဲ့နီးနာပိုင်းတွေစတင်ပြီးဖြစ်ဖြစ်ချင်းတစ်ရက်ဖြစ်ဖြစ်ချင်းနှစ်ရက်သုံးရက်ဒီလို state တွေရှိရပေါ့နော်ဆိုတော့အဲ့လိုတစ်ဆင့်ချင်းစီမှာလောက်ရမယ်လုပ်ငန်းသဘောတရားတွေလည်းရှိပါတယ်ဒါတွေအားလုံးကိုလည်းကျွန်တော်တို့ကဒီ MOHDM ရဲ့ website လိုမျိုးနေရာတွေမှာတွားရောက်ပြီးရှာဖွေဖတ်ရှုလို့ရတယ်ကျွန်တော်တို့ကခင်ဗျာလည်းနောက်နောက်ပိုင်းဆိုရင်ကျွန်တော်တို့လိုအပ်တယ်လို့လက် happy tempo လဲရှိလိမ့်မယ်ပေါ့ဆိုတော့ solo ကကျမတို့ဟိုအနေနဲ့တော့လုံနိုင်တာအញ្ញန်းကိုပဲကျမတို့ဖြေရမှန်းတော့မသိဘူး limited ဖြစ်ပါတယ်ပေါ့နော် limited ဖြစ်တော့လုံနိုင်တာကတော့ကျမတို့ကဒီကိစ္စကိုကျမတို့တူချင်းကန်တော့ကအင်မတန်ခက်ပါတယ်ဒါပေမဲ့လည်းအခုလက်ရှိကြုံပြီးရတာမှာကျမတို့ကတတ်နိုင်တယ်များအကျဉ်းချခံပြီးတွန်းလှန်နိုင်တယ်ဆိုတော့နောက်ထပ်ဘယ်လိုသဘောကဘေးပဲ မရှိပါစေနဲ့လို့ပဲဆုတောင်းပါတယ်ရှိခဲ့ရင်တော့ကျမတို့ကအခုဖြစ်တဲ့အခြေအနေခုဖြစ်သွားတဲ့အခင်းချင်းမှာနာကစ်လို့အခင်းချင်းအခုဒီနေ့လို့ကြုံရတဲ့ငလင်အခင်းအခင်းချင်းစသဖြင့်ဒါတွေကကျမတို့ကအစိုးရကောင်းကောင်းမရှိနေတဲ့အခါကျတော့ကျမတို့လူလူပဲနင့်နာတာတော့ဖြစ်နေပါတယ်လို့ဆိုတော့ကျမတို့လုံလိုက်တာကတော့တရင်အချက်လက်စီးစင်းမှုပိုင်းနေတရင်အချက်လက်ရအောင်ရှာမယ်ပြီးရင်ပန်းနဲ့မဖြစ်ဖို့ပေါ့နော်တခုခုဆိုရင်အဲဒီတရင်တူတရင်ရောင်တရင်အမားတွေကိုလည်းမဖြန့်ဝေကြဖို့ ဟိုသူတို့ကလည်းတိုက်တွန်းအချင်းချင်းကြားမှာသတင်းမားတွေတွေ့ရင်လည်းပြန်ပြီး share လုပ်တာရင်မလုပ်ကြဖို့အပါအဝင်နောက်တစ်ခုက အာဒီသဘာဝဘေးအန္တရာယ်ကြောက်တဲ့သူတွေကိုပေးနေတဲ့ကုညီကဲဆက်ရေးကိစ္စအပိုင်းတွေမှာလည်းကျမတို့ကအချင်းချင်းစာနာဖိမာသွားအဖြစ်အတဆင့်ပြန်လဲရောင်းချတာမျိုးတွေအလွဲသုံးစားလုပ်တာမျိုးတွေတွေ့တယ်ဆိုရင်ကိုအချင်းချင်းပြန်လဲထိန်းချောင်းပြီးပိုကောင်းတဲ့စနစ်ဖြစ်အောင်ကိုဘာသာကိုပဲအဖန်တီးယူချဖို့ဆိုတဲ့ဟာမျိုးတော့ကျမတိုက်တွန်းလို့တယ်အဓိကအရေးကြီးကတော့ကျမတို့လက်ရှိကြုံခဲ့တဲ့ငလျင်ဘေးမှာတိတွေ့ခံစားခဲ့ရတဲ့လူတဦးတယောက်ချင်းစီလိုက်မှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနာကျင်မှုတွေရှိပါလိမ့်မယ်ကျမတို့ပတ်ဝန်းကျင်အနီးအနားမှာကျမတို့အရန်ချစ်ရခင်ရပါတယ်ဆိုတဲ့လူ ီးသေဆုံးသွားတယ်ရှိနိုင်မယ်အဲဒါငလျင်ဘေးလက်ငလျင်ဘေးအလျောက်စစ်ဘေးလက်စစ်ဘေးအလျောက်အော်ဒီကြုံတွေ့နေရတဲ့သူတွေမှာစိတ်ပိုင်းဆိုင်ရာထော်မာတွေအများကြီးရှိနိုင်ပါတယ်။ဒီအတွက်လဲကို့မှာလိုအပ်တဲ့ ဆွေးနွေးမှုတွေစိတ်ပိုင်းဆိုင်ရာအကူအညီတွေလိုအပ်တယ်ဆိုရင်လည်းဟိုဒါရှက်စရာကိစ္စမဟုတ်ပါဘူးကျမတို့အခုလုံနိုင်တာဒီသဘောဘေးအန်ရဲ့လိုမျိုးတွေကြုံပြီးရဲ့နောက်မှာဖြစ်လာနိုင်တဲ့စိတ်ပိုင်းဆိုင်ရာနောက်ဆက်တဲ့ပြဿနာတွေကိုကြုံခဲ့ရတယ်ဆိုရင်ဒါဒီရှက်စရာမဟုတ်ဘူးဒါလေဒီကျမတို့အတူတူရင်ဆိုင်ကျော်သွားနိုင်တယ်ဒါကြောင့်မို့လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာအကူအညီမှုတွေရှိရဆိုရင်လည်းအာကိုနီးစရာနီးစရာတွေတစ်စိမ်ယုံကြည်ရတဲ့စိတ်ပိုင်းဆိုင်ရာတစ်စိမ်အကူအညီတွေကိုရယူကြပါ အာဒါတွေကကျွားလို့ဟိုအချင်းချင်းကြမှာပဲကြမ်းကြမ်းခံပြီးတော့ဟိုရှော့ဖျက်မဲ့အရာတွေဖြစ်ပါရဲ့လို့ဟိုဆိုတော့ဒီကျမတို့လုံနိုင်သလောက်ကိုလည်း flash ရှိမှာအချင်းချင်းကြမှာပဲလုံနေကြရတော့ရှိရဲ့အဲ့တော့ဆက်ပြီးတော့လည်းအားတင်းပြီးတော့ကြတော့ရှိမှာလေအဲဒီဆက်သွားကြမယ်ဟိုဘေးကြီးမဖြစ်လာဘူးလေဆူတောင်းနေအဲတေးသားတစ်ခုကတော့အစိုးရခေါင်းတရက်မရှိနေသေးရတော့ဘလို့တဘာဝဘေးကိုပဲကြုံကြုံကျမတို့ကထိရောက်တဲ့ကာကွယ်မှုထိရောက်တဲ့ကင်ဆယ်တွေကိုရနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်မို့ကျမတို့တော့ဘာအရေးကြီးရဆိုတော့ အော်လူလူတရအလုံးလည်းအတိမြင်ကြားလိမ့်မယ်ဒီဒါနဲ့ပဲကျမတို့ရှေ့ဆက်ပြီးတော့ကြတော့ကျမတို့လိုချင်တဲ့ပို့ကောင်းတဲ့အဲဒီနေနေပြောတဲ့ရဝင်းနိုင်ငံတိုင်းနဲ့ဖြောင်းလို့ကျမတို့ဝိုင်းပြီးစ조사ကြတိုင်ရင်တော့အကောင်းဆုံးအဖြစ်ဖြစ်လိမ့်မယ်လို့ပဲကျမဆွေးနွေးလို့ပါရှင့်ကဲပါအခုမျိုးဆွေးနွေးပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်